အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာပူးတွဲကြေညာချက်ကိုကမ္ဘာနိုင်ငံ15နိုင်ငံထုတ်ပြန်ပြီးတရုတ်ရဲ့နယ်နိမိတ်အသွင်းနဲ့အပြင်မှာကြီးလေးပြီးစနစ်တကျအလူခွေချိုးဖောက်တာတွေကျူးလွန်နေတာကို ပေါ်ပေါ်တင်တင်ပြစ်တင်ရှုတ်ချလိုက်ပါရဲ့ အဲ့ဒီကြေညာချက်ဟာတရုတ်ရဲ့ကျေပြန့်လာတဲ့အာဏာရှင်ဆန်တဲ့အပြုအမူကို တကမ္ဘာလုံးဆိုင်ရာသစုသစီဆန့်ကျင်ပြလိုက်တဲ့ရှားပါတဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ကြောင်းပေါ်တင်ကဖော်ပြပါရယ်တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ကျယ်ပြန့်တဲ့ဖိနှိပ်ထုတ်ချက်မှုကိုအလွန်မဲဆိုးရိမ်ပူပန်ကြောင်းဖော်ပြတဲ့ပူးတွဲကြီးညာချက်ကိုအယ်ဘေးနီးယားဩစတြေးလျ၊ချက်တမရနိုင်ငံ၊အက်စတိုးနီးယား၊အစ်စရေး၊ဂျပန်၊လာဗီယား လစ်တူရေးနီးယားမြောက်မက်ဆီဒိုနီးယားပါလောင်ပါရာဂွေးဆမာရီနိုယူကရိန်းအမေရိကန်ပြည်အောင်စုနဲ့ပြည်ထောင်စုပါဝင်တဲ့မဟာမိတ်အဖွဲ့ကထည့်သွင်းခဲ့တာဖြစ်ကြောင်းသတင်းရသိရပါတယ်ဒီလောက်ဆောင်ချက်မှာမကြသေးတဲ့နှစ်တွေအတွင်းကုလသမဂ္ဂမှာတရုတ်အပေါ်အကြီးမားဆုံးတစုတစည်းတဲ့ဂိုက်ရိုက်ပစ်တင်ရှုတ်ချမှုပဲဖြစ်တယ်လို့လေလာသူတွေကဆိုပါတယ်တရုတ်အနာဘိုင်းကအစုလိုက်အပြုံလိုက်ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာ အားမလောကစေခိုင်းတာဖောက်ထွင်းစောင့်ကြည့်စေရနဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုလွတ်လပ်ခွင့်တွေကိုကန့်တတ်တာတို့အပါအဝင်ကြီးမားကျယ်ပြန်ဖိနှိပ်ချုပ်ချယ်မှုစနစ်ကြီးကို မောင်းနှင်နေချောင်းကျညာချက်မှဆွဲဆိုထားပါတယ်တရုတ်ဟာဝီဂါတွေတိဘက်လူမျိုးတွေခရစ်ယာန်တွေနဲ့ ဖယ်လွန်ကွန်ချင်းစင်ကျင့်သူတွေအပါအဝင်အခြားအားနည်းတဲ့အုပ်စုတွေကိုဆက်လက်နှိပ်စက်ညှိပန်းနေတာကိုဂျုံချီဆိတ်ချရဲ့တဲ့င်းတွေကိုကိုကာထားပြီးအခုမဟာမိတ်အဖွဲ့ကမိမောင်ထုတ်ပြထားပါတယ်။ကျင်ညာချက်မှာဖော်ပြထားတဲ့အချက်တွေဟာ ရှင်ချန်းနဲ့တိဘက်ဒေသတွေမှာလူမျိုး၃ တုတ်တင်ရှင်းလင်းမှုနဲ့ရင်ကျေးမှုဖြစ်စင်းမှုဆိုင်ရာကာလကြာရှည်ဆွဆွဲချက်တင်တဲ့အတူတူပဲဖြစ်ပါတယ်။အဓိကဆိုရင်ဆီယာမားနိုင်ငံကျော်ကထိန်းချုပ်သောဘော်ဒါအကြောင်းတွေကိုကလေးတငယ်တွေကိုအတင်းကျပ်ပို့ဆောင်ကမိသားစုနဲ့ခွဲထုတ်တာအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်တာနဲ့အမွေနစ်နဲ့ရင်ကျေးမှုဆိုင်ရာဘာသာရေးနယ်မြေတွေကိုဖျက်ဆီးတာဆရတရုတ်နိုင်ငံရဲ့လုံရက်တွေကိုညင်ညာချက်ကထောက်ပြထားပါရခင်ဗျာလောကော ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝေပင်းခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။